ဘယ်အလုပ်မဆိုကိုယ့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ချင်းသည်ဆိုတော့သူများကိုအကျိုးပြုချင်းပဲဘာအလုပ်ကြီးပဲလုပ်လို့ပေါ့နော်အဲ့လိုပဲဘာလောက်ကောင်းတဲ့အလုပ်ကြီးပဲလုပ်နေပါစေဒီမှာကြောင်းဆရာဆရာမသူနာပြုဆရာဝင်ငါကောင်းပါတယ်ဆိုတဲ့အလုပ်တွေလေသူတို့အလုပ်ကိုသူတို့အကောင်းအောင်မမလုပ်ဘူးဆိုလို့ရှိရင်သူများကိုစိတ်ထုတ်ကပေးရတယ်အတူတူပဲဆိုတော့ခုနအတန်ရှင်းအလုပ်ဆိုလဲအော်ကိုတန်ရှင်းအလုပ်တဲ့အတော့ဒီထားပါတော့အဆောက်ဦးဒီယုံဌာနဒီနေရာကိုလာတဲ့သူတွေဒီမှုမွေးကြံကြံတန်တန်ရှင်းရှင်းလေးနဲ့ကျွန်တော်တို့ လာပြီးတော့ဒီတန့်စက်ကန်ကိုအသုံးပြုသွားရတယ်။နော်ဒီယုံဌာနကိုအသုံးပြုသွားရတယ်နော်။ဒီအဆောက်အဦကိုအသုံးပြုသွားရတယ်ဆိုရယ်စိတ်ကလေးနဲ့ကိုယ့်အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်နိုင်မယ်ဆိုရယ်ဒါဒီလည်းသူ့အတွက် meaningful ဖြစ်တဲ့အလုပ်တစ်ခုပဲ။ဒါကျွန်တော်တို့အဲ့လိုမမြင်မဲနဲ့အလားစားအတွက်လုပ်နေရတယ်။အသက်ရှင်ဖို့အတွက်ဒါငါကြီးမလုပ်ချင်တဲ့လူကြီးကိုလုပ်နေရတယ်။အဲဒီလိုမျိုးညှက်ပတ်တဲ့လူကြီးကိုငါတို့လုပ်နေရတယ်ဆိုရယ်အမြင်မျိုးထားတဲ့လူနဲ့အခုနလိုအမြင်မျိုးရှိတဲ့လူနှစ်ယောက်တည်းအလုပ်ပေါ်မှာထားတဲ့ motivation လို့ခေါ်တဲ့ဆရာထက်သန်မှု အလုပ်ပေါ်မှာလုံနဲ့ပတ်သက်တဲ့ satisfaction လို့ခေါ်တဲ့စိတ်ချေနပ်မှုဘဝနဲ့ပတ်သက်တဲ့ခုနပြောတဲ့ပျော်ရွှင်မှုတွေမှာမတူတော့ဘူးเนาะအဲ့တော့အလုပ် title ထဲအဲ့ဒီအလုပ်ကိုကိုယ်ဘယ်လိုမြင်ထားသလဲဘယ်လိုစေတနာနဲ့အလုပ်လုပ်နေသလဲဘယ်လိုခံယူချမ်းနဲ့အလုပ်လုပ်နေသလဲဆိုတာကပို့ပြီးတော့မှအရေးပါတယ်